ဒီရောက်ကားတဲ့ habit တစ်ခုပြင်ဖို့တဲ့ပေါ့နော်အချိန်ဘယ်လောက်ကြာတဲ့ပါလဲတဲ့ကျွန်တော် research တစ်ခုမှာဖတ်ကြတာကတော့လူတယောက်ဟာဆိုရင်လေ့ကျင့်တစ်ခုကိုပြင်ဖို့တဲ့ပေါ့နော်ဂျပန်20နံပါတ်1ရက်ကနေ26ရက်ကြောင်းထိဒါဟုတ်ပါတယ်ပေါ့နော်အဲ့တော့ဒါဘာတောင်းလဲဆိုတော့21ရက်ဆိုတာကကြတော့ဒါ small habit တွေပေါ့နော် small habit တွေတက်ဆိုရင်ကျွန်တော်တို့21ရက်ကြာမှစတင်ပြီးတော့ထဲမလာတယ်ခုနေနဲ့ big habit တွေကိုလုပ်မှဆိုရင်26ရက်ကြောင်းလုပ်ပြီးမှအဲ့ဒါတွေကထိုင်မှလာတယ်ပေါ့နော်နောက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ကလေ့ကျင့်တစ်ခုကိုစတင်ပြီးတော့ဖန်တီးလိုက်တဲ့ချိန်ကစပြီးတော့ ကျွန်တော်တို့ရဲ့ on off chemistry neural pathway ဆိုတဲ့အောက်တော့လမ်းကြောင်းတစ်ခုစတင်ပြတာဖြန်တီးနေပြီပေါ့နော်အဲ့ဒီလမ်းကြောင်းကဘာအတွက်လဲဆိုတော့ခုနကကျွန်တော်တို့ဒါစတင်ပြီးတော့ဖြန်တီးလိုက်တဲ့အဲ legend တစ်ခုကိုပြစ်ဖို့ပြဆိုပြတာစတင်ပြီးတိဆောက်တယ်ပေါ့နော် small habit တွေဆိုရင်အဲ့ဒီလမ်းကြောင်းက27ရက်ခြားမှစတင်ပြီးတော့ခိုင်မာလာတယ် big habit တွေအတွက်ကကျတော့66ရက်တောက်ခြားမှသာစတင်ပြီးတော့ခိုင်မာလာတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော် small habit နဲ့ big habit ကိုဖြတ်ပြီးတော့ရှင်းပြပေါင်းပါပေါ့နော် small market တွေကကျတော့ပါလေလဲဆိုတော့ကိုကအပြင်ထွက်တယ်ဆိုရင်ပေါ့နော်တွေ့တဲ့လူတိုင်းကိုတပြုံးပြတာတွေနောက်ပြီးကျတော့ကိုကအဲ့ဒါအိယာထတာနဲ့ဒေသောက်တာတွေနောက်ပြီးကျတော့ကိုကစာလေးလာပြတာနဲ့အဲ့ဒီကိုလေးလာထားတဲ့စာအုပ်တွေကိုတပြန်ပြီးတော့တင်တာမျိုးတွေဆိုရင်ဒါ small market တွေပေါ့နော်အဲ့ဒါမျိုးတွေတွေဆိုရင်ပေါ့နော်ကိုကဒါ asset တွေရဲ့အကြောင်းလုပ်ပြီးတယ်ဆိုရင်ဒါ habit တစ်ခုကိုဒါစဖြစ်လာပြီပေါ့နော် big habit တွေကျတော့ဘာတွေကိုပြောချင်တာလဲဆိုတော့ကိုကအိယာစောစောထားပြီးတော့ဒီကံလောက်တာတွေဒါမှမဟုတ်ကွာလမ်းလျှောက်တာတွေဒါမှမဟုတ်ကွာဂျင်းကိုသွားပြီးတော့ အဲ့ဒီမှာဘာလို့ပုံမှန်လက်ကျင်ခံလုပ်တာတွေအမှမဟုတ်တာကျောင်းစာလေ့လာတာတွေပေါ့နော်အဲ့လိုမျိုးဟာတွေပြဆိုရင်တော့66ရက်ကြောင်လုပ်တယ်ဆိုရင်ဒါ habit တစ်ခုဒီကိုတောက်လာတယ်ပေါ့နော်အဲ့တော့ခုနေနေတာ small habit တော့က22ရက်လုပ်လိုက်တယ်ဆိုရင်ရှားလာမယ်အဲ့ဒီတော့ big habit တွေအတွက်ကကျတော့66ရက်လောက်လုပ်လိုက်တယ်ဆိုရင်အဲ့ဒီ habit ကဒါခိုင်မာသွားမှာပေါ့နော်အဲ့ဒီတော့အကုန်လုံးဒါတိသွားပြီဆိုရင်ဒါ small habit တွေကကျတော့အချိန်ဘယ်လောက်လုပ်လိုက်ရင်ရှားမယ် big habit တွေအတွက်ကကျတော့အချိန်ဘယ်လောက်ရှားမယ်ဆိုတော့ဒီဟိုလက်ရှိမှာကိုပြည့်ချင်တဲ့ habit က small habela big habela ဆိုတော့ဖိချပြပေါ့နော်ဖိချပြသုံးနိုင်မှာဖြစ်တယ်ပေါ့နော်